အားလုံးပဲစမှတ်ရှင်လန်းကြပါသည်ရှင်ကုန်လင်းအော်တိုမိုဘိုင်းစေစံတာ page ကနေပြီးတော့ matrix ဆန်နဲ့ပြန်လည်ကြိုဆိုပြရမယ်ရှင်ဒီတစ်ပတ်မှာတော့ဖြူက luxury sedan စိုက်နှစ်သက်တဲ့သူတွေအတွက်ကားနှစ်စီးကို တပြိုင်တည်း review ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ကျူ review ပြုလုပ်ပေးတဲ့ကားနှစ်စီးကတော့ Mercedes-Benz E300 2017 model ကနဲ့2018 model ကပဲဖြစ်ပါတယ်ရှင်။ ကဲဒါဆိုရင်တော့ဘေးအချက်တွေကတူညီနေပြီးတော့ဘေးအချက်တွေကပွဲပြားခြားနားနေပြီလဲဆိုတာချို့ရနဲ့အတူလိုက်ပြီးသိပေးကြပါအောင်နော် မြင်တွေ့ရတဲ့ကားကတော့ Mercedes-Benz E300 2017 model ကားပဲဖြစ်ပါတယ်ရှင်။ဒီကားလေးဟာဆိုရင် design တို့ package ဖြစ်တဲ့ Premium 3 4MATIC engine ဖြစ်ပြီးတော့ engine power က2.0 liter inline 4 turbo charge engine နဲ့လာတဲ့ကားတစ်စီးပဲဖြစ်ပါတယ်ရှင်။ယခုချက်မှန်မြင်တွေ့ရမယ့်ကားကတော့ Mercedes-Benz E300 2018 model ကားမျိုးစားပဲဖြစ်ပါတယ်ရှင်။ Premium 2 package နဲ့လာပြီးတော့ engine power အနေနဲ့ကတော့2017 model လိုပဲ2.0 liter inline 4 turbo charge engine နဲ့လာတဲ့ကားတစ်စီးပဲဖြစ်ပါတယ်ရှင်။ကားနှစ်စီးလုံးပါဆိုရင် exclusive line grade ဖြစ်တဲ့ E-Class series တွေကမှ Premium Choice လည်းဖြစ်ပြီးတော့ elegant interior နဲ့ luxury feel ကိုခံစားချင်တဲ့သူတွေအတွက်သဘောကျနှစ်ထိုက်စင်တဲ့ကားလေးတွေပဲဖြစ်ပါတယ်ရှင်။ ကားနှစ်စီးလုံးရဲ့ရှေ့ဘက်ကိုကြည့်မယ်ဆိုရင် Mercedes ရဲ့ကြော်ရှင်းပြီးတော့ခံညားထည့်ဝါတဲ့အသွင်ပြင်ကိုထင်ရှားစွာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ LED headlight တွေသုံးပေးထားပြီးတော့ adaptive LED headlight အားဆိုရင်ကားရဲ့လားရအတိုင်းလိုက်ပေးမှာပဲဖြစ်ပါတယ်။လှပကြော်ရှင်းတဲ့ grey design တွေက တူညီနေပြီးတော့သွားလျာလမ်းမထက်မှာလည်းဆွဲဆောင်မှုရှိစေပါတယ်။2017 model မှာဆိုရင်တော့အောက်ဖက်မှာ radar share ပါဝင်တာကိုမြင်တွေ့ရပါတယ်ရှင်။ data running light ထည့်ပေးထားတဲ့ပုံစံတွေကလည်းစမ်းသပ်ပြီးတော့လှပတာကိုလည်းမြင်တွေ့ရပါတယ်ရှင်2017 model မှာဆိုရင်တော့18 inches align wheel တွေကိုသုံးပေးထားပြီးတော့ခံရတဲ့အသွင်ပြင်နဲ့ဘေးဘက်အချိုးကွေးတွေကလှပပြီးတော့တည်တက်နေတာကိုလည်းမြင်တွေ့ရမှာပဲဖြစ်ပါတယ်ရှင်2018 model မှာဆိုရင်တော့ align wheel က70 inch သုံးပေးထားတာကိုမြင်တွေ့ရပါတယ် ground clearance ကဆိုရင်နှစ်စီးလုံးကတင့်တင့်နဲ့အမြင့်ရှိတာကိုလည်းမြင်တွေ့ရပါတယ်ရှင်2018 model မှာဆိုရင်တကားလေးဘက်စလုံးမှာ auto sway cup ပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်ကန်းလက်စီလုံးရဲ့အနောက်ဘက်ကိုကြည့်မယ်ဆိုရင် LED ထေးလိုက်ဒီဇိုင်းကတူညီပြီးလှပပြီးဆွဲဆောင်မှုရှိတာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ ီကားနှစ်စီးလုံးရဲ့ထူးခြားချက်ဟာဆိုရင်ကစ်စင်စာပါဝင်နေတာပဲဖြစ်ပါတယ်။ကစ်စင်စာပါဝင်တဲ့အတွက်ကြောင့်လက်ထဲမှာပစ္စည်းတွေမအားလန့်အောင်ပါလာတဲ့အချိန်မှာခြောက်ကလေးတစ်ချက်ကန်လိုက်ရုံနဲ့နောက်ဖုံးတကားကပွင့်သွားမှာဖြစ်ပြီးတော့ခြောက်ကလေးတစ်ချက်ကန်လိုက်ရုံနဲ့လည်းနောက်ဖုံးတကားကပိတ်သွားတာကိုလည်းမြင်တွေ့ရပါတယ်ရှင်။2018 model ရဲ့အနောက်ဘက်မှာဆိုရင်တော့ E300 ဆိုတဲ့စာလေးကိုမြင်တွေ့ရပါတယ်။ 2017က2018က2စီးလုံးရဲ့အနောက်အလယ်ဘက်မှာဆိုရင် Mercedes logo လေးကိုလည်းမြင်တွေ့ရပါတယ်ရှင်။2017 model ရဲ့အနောက်ဘက်မှာဆိုရင် E300 ဆိုတဲ့စာနဲ့ 4matic ဆိုတဲ့စာလေးကိုလည်းမြင်တွေ့ရပါတယ်ရှင်။ Cargo Suite အကျယ်ဝန်းကတော့ဘယ်လိုမျိုးရှိမလဲကြည့်လိုက်ရအောင်နော်။ ကာဂိုစပေးရဲ့အကျယ်ဝန်းအားဆိုရင်ထင်ထားတာထက်ပိုပြီးကျယ်ဝန်းနေတဲ့အတွက်ကြောင့် luggage တွေအများကြီးဆက်မှာဖြစ်ပြီးတော့ခီးရက်ရှည်သွားတင်တဲ့သူတွေအတွက်လည်းအဆင်ပြေစေမှာပဲဖြစ်ပါတယ်ရှင်2017 model ရော2018 model ရောရဲ့ cargo space အကျယ်ဝန်းကကျယ်ကျယ်ဝန်းဝန်းနဲ့တူညီတာကိုလည်းမြင်တွေ့ရပါတယ်။2018 model မှာဆိုရင်တော့အပေါ်ဘက်မှာကိုထည့်တင်တဲ့စီးလေးတွေပြီးတဲ့ထည့်လို့ရတဲ့ cargo space နေရာလေးလည်းပါဝင်ပါတယ်။ maximum အနေနဲ့10 kg အလေးချိန်လောက်ထိကိုတင်လို့ရပါတယ်ရှင်2017 model ရဲ့ကားအတွင်းကန်းလေးကိုဝင်ထိုင်လိုက်တဲ့အခါမှာဆိုရင်ဒီဇိုင်းတို့ package ဖြစ်တဲ့အတွက်ကြောင့်ကားအတွင်းကန်းကာလာကအဖြူရောင်နဲ့အညိုရောင်ကို တွဲဆက်ပေးထားတာကိုလည်းမြင်တွေ့ရပါတယ်။ MBN လိုက်ဟာဆိုရင်လည်းနှစ်ယောက်ဆက်ပေးထားတဲ့အတွက်ကြောင့်အမြင်မှာဆန်းသစ်ပြီးတော့လှပနေတာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ Mercedes တွေရဲ့ထုံးစံအတိုင်းတကားပေါင်မှာဆိုရင် C motor တွေ C memory တွေပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်2017 model ရဲ့ driver seat ရော passenger seat ရောနှစ်ဖက်စလုံးမှာဆိုရင်တော့ထိုင်ကုန်အပူအေးပေးလို့ရတဲ့ခလုတ်ကလေးတွေပါဝင်တာကိုမြင်တွေ့ရပါတယ်ရှင်ကိုယ်ကြိုက်နေသက်သလိုလည်းအပူအေးက adjustment လုပ်လို့ရပါတယ် 2018 model ရဲ့အတွင်းကန်းမှာဆိုရင်တော့အတွင်းကန်းကာလာကအဖြူရောင်သုံးပေးထားတာကိုမြင်တွေ့ရပါတယ်ရှင်။ကားနှစ်စီးလုံးရဲ့အတွင်းကန်းမှာလေသာက Napper leather သုံးပေးထားတာကိုလည်းမြင်တွေ့ရပါတယ်ရှင်။2017 model 2018 model နှစ်စီးလုံးရဲ့ STI မှာဆိုရင်လေသာကြိုးချုပ်နဲ့လာတာကိုမြင်တွေ့ရပါတယ်။ Volume control, Vice command ဟုတ်နဲ့ပတ်သက်တဲ့ function တွေနဲ့ pedal shifter ပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်2017 model ရဲ့ driver seat ရော passenger seat ရောမှာဆိုရင်တော့ message chain ပါဝင်တာကိုမြင်တွေ့ရပါတယ်ကိုကြိုက်နဲ့သက်သလိုမျိုး message ကဘယ်နေရာကိုနှိပ်ချင်တာလဲရွေးချယ်လို့ရမှာပဲဖြစ်ပါတယ်ရှင်။ infotainment screen မှာဆိုရင် navigation radio ဖုန်းနဲ့ပတ်သက်တဲ့ function တွေနဲ့တခြား function တွေပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ကားနှစ်စီးလုံးမှာ ambient light ပါဝင်ပြီးတော့2017 model မှာဆိုရင်တော့ ambient light က2ရောင်ဆက်ပါဝင်တယ်။ color ကိုလည်းကိုယ်ကြိုက်နှစ်သက်သလိုပြောင်းလဲလို့ရမှာပဲဖြစ်ပါတယ်။ 2017 model က2018 model နှစ်စီးလုံးမှာဆိုရင် Barmister Surround Sound System ကိုအသုံးပြုပေးထားတဲ့အတွက်ကြောင့်တချင်းဆိုင်နဲ့တက်တဲ့သူတွေအတွက်လည်းအဆင်ပြေစေမှာပဲဖြစ်ပါတယ်ရှင်။အလယ်ဘက် Center Console မှာဆိုရင် Parkinsona ပါဝင်တယ်2017 model မှာဆိုရင်360 camera ပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ နှစ်စည်းလုံးရဲ့စန်တာကွန်ဆိုးမှာရှိတဲ့ခလုတ်ကလေးကိုနှိပ်လိုက်မယ်ဆိုရင်နောက်မှအကြီးရဲ့လေကာကအပေါ်တက်လာမှာဖြစ်ပြီးတော့ပိတ်ချင်တဲ့အချိန်ဆိုရင်လေဒီခလုတ်ကလေးကိုပဲပြန်ပြီးတော့နှိပ်လိုက်ရမှာဖြစ်ပါတယ်ရှင်2017 model 2018 model နှစ်စီးလုံးမှာဆိုရင် drive mode အနေနဲ့ individual sport black sport comfort eco ဆိုပြီးတော့ငါးမျိုးပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်။လမ်းနေထားပေါ်မူတည်ပြီးတော့ကိုယ်စိတ်ကြိုက်လည်းပြောင်းလဲမောင်းနိုင်လို့ရပါတယ်ရှင်။ Standard console မှာဆိုရင် cup holder နှစ်ခုပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်။ USB port တစ်ခုလည်းပါဝင်ပါတယ်။အလဲဘက်မှာဆိုရင်တော့ကိုထည့်တဲ့ပစ္စည်းတွေထည့်ဖို့အတွက် cargo space ပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်။ Cargo Space ရဲ့အတွင်းဘက်မှာဆိုရင်လည်း USB port နှစ်ခုပါဝင်တာကိုမြင်တွေ့ရပါတယ်။2017 model ရော2018 model ရောရဲ့ function တွေကအလဲဘက်မှာအတူတူပဲဖြစ်ပါတယ်ရှင်2017 model ရော2018 model ရောနှစ်စီးလုံးရဲ့ dashboard ထဲမှာဆိုရင်တော့ original perfume ပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်ကားနှစ်စီးလုံးရဲ့အပေါ်ဘက်မှာဆိုရင်တော့ ဆန်ရုပ်ပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်ဆန်ရုပ်ပါဝင်တဲ့အတွက်ကြောင့်ရာသီဥတုတာယာတဲ့အချိန်တွေမှာဆိုရင်ဆန်ရုပ်လေးဖွင့်ပြီးတော့မောင်းတာရတယ်စိတ်ကိုအပန်းပြေပြီးတော့ပျော်ရွှင်စေမှာပဲဖြစ်ပါတယ်ရှင်ကနစီလုံးရဲ့နောက်ခန်းထဲကိုဝင်ထိုင်ကြည့်လိုက်တဲ့အခါမှာဆိုရင် Laron Haron ကျဲဝန်းတာကိုလည်းမြင်တွေ့ရပါတယ်။နောက်ခန်းကသူတွေအတွက် air compound နှစ်ခုပါတာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ 2017မော်ဒယ်ရဲ့နောက်ခံအဲကွန်ပေါက်နှစ်ခုရဲ့အောက်ဖက်မှာဆိုရင်တော့ travel socket တစ်ခုပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်။နှစ်စီးလုံးရဲ့အနောက်အလယ်ဘက်မှာဆိုရင် Amrus ပါဝင်တာကိုမြင်တွေ့ရတယ်။ cup holder နှစ်ခုပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်။ Amrus မှာဆိုရင်တော့ကိုထည့်ခြင်းတဲ့ပစ္စည်းလေးတွေထည့်ဖို့အတွက် cargo space နေရာအနည်းငယ်ထပ်မံပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ 2018 model ရဲ့အနောက်ဘက်တကားနှစ်ချက်မှာဆိုရင်နေပူရန်ကိုကာကွယ်ဖို့အတွက် original နေကနှစ်ဖက်စလုံးမှာပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ယခုပြသသွားတဲ့ Mercedes-Benz E300 2017 model Premium 3 design တို့ package ကနဲ့2018 model Premium 2 package ကကိုစိတ်နဲ့သက်လို့ဝယ်ယူတယ်ဆိုရင်တော့လက်ငင်းလေးဝယ်လို့ရတယ်လို့အရေးကြနေတယ်လည်းဝယ်လို့ရပါတယ်ရှင်။ အရေးကြအနေနဲ့တတိပါဆန်ဒေါင်းပေးမန့်ကနေစပြီးတော့တစ်နှစ်ကနေ9နှစ်အထိလဲဝယ်လို့ရပါတယ်ရှင်။အမြင်လာရောက်ကြည့်ရှုတင်သူကစ္စတမာများအနေနဲ့ပြည်လန်းမိုဝတယ်ဟိုတယ်နီးမှာရှိုးရင်းနံပါတ်1အမှတ်224ဦးဝိဇာရာလမ်းနဲ့ဓမ္မစီတီလမ်းတောင်း SBC တာဝါရဲ့အနောက်ဘက်မှာဆိုရင်တော့ရှိုးရင်းနံပါတ်2တောင်ကလာ ရန်နာလမ်းမပေါ်မလိခအေရရဲ့အရှိတ်ဘက်မှာဆိုရင်တော့ရှိုးရုံနံပါတ်3ဆိုပြီးတော့ဖွင့်လှစ်ထားတာဖြစ်တဲ့အတွက်ကြောင့်လူကြီးမင်းတို့နှိမ့်ဆက်ရရှိုးရုံမှာလာရောက်တိရှိဝေယူအပေးဖို့အတွက်လည်းဖိတ်ခေါ်ပြရစီရှင်။ ဒီဗီဒီယိုလေးကိုကြိုက်နှက်သက်မယ်ဆိုရင် like and share လေးနဲ့လည်းဝင်ရပေးကြပါဦးเนาะအပတ်စဉ်စနေညနေ6:00နာရီတိုင်းကောင်း review ဗီဒီယိုလေးတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်စောင့်မျှော်အားပေးတရှိဖို့လည်းလုံးဝမမေ့ပါနဲ့เนาะကဲနှုတ်ဆက်မဲ့ချိန်ကိုရောက်လာခဲ့ပြီเนาะနောက်ထပ်နောက်ထပ်ကားတစ်တင်နဲ့နောက်စီစဉ်ဒီမှာဖြူနဲ့တူပြန်လည်ဆုံတွေ့ကြမယ်เนาะ bye bye